ကချင်ပြည်နယ်ဖားကဲ့မြို့နယ်လွန်ခင်းကျေးရွာအုပ်စုခွန်စာကုန်းရွာတွေကိုမနေ့ကဇွန်လ6ရက်မနက်9:00နာရီကျော်မှလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီနဲ့ KIA PDF တို့ကြားတိုက်ပွဲဖြစ်နေတဲ့ဒေသမှာစစ်ကောင်စီကပစ်တဲ့လက်နက်ကြီးကြောင့်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးအနည်းရှိမြေဩဇာကိုရောင်းတဲ့နေအိမ်တွေမိလောင်ကျွမ်းခဲ့ရတယ်လို့ကလေးငယ်တို့အပအဝင်အလောင်းကိုလောင်းတွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအကြောင်းသိထားသူတဦးကတော့ဖြတ်အားပြင်းလက်နက်ကြီးကြောင့်ပောက်ကွဲမှုဖြစ်ခဲ့ရပေမဲ့ဘလို့လက်နက်နဲ့ပစ်တာလဲဆိုတာတိတိပပမသိရသေးဘူးလို့လည်းပြောပါတယ်။နေကရာ9နာရီကျကျော်လေးမှာပေါ့။ပုံသေးမှာပဲဒီဒါနန်းတဲ့လက်နက်ကြီးလက်နက်ကြီးရဲ့ပေါ့နော်။လက်နက်ကြီးက drone နဲ့နေချတာလားကစ်တာလားကျွန်တော်လည်းမသိဘူး။ဒါပေမဲ့လက်နက်ကြီးအစိမ်းဘုံတစ်ချက်ဖောက်ကွဲပြီးရခဲ့ကြပါအိုင်ဇန်ခါပေါက်ပဲ။ရဲနေတူတော်ထားတယ် အဲနေရာတွေပြောမယ်နော်ကိုတောင်းတွေပြောပေါ့အဲ့တည်းတက်တက်ကြပြီးတော့အိုက်ပါဝင်စရာအဲ့တွေပါထိခိုက်တော့ရပေါ့အုံမလူလို့မဟုတ်ဘူးသူကတော့ကိုအဲ့နေရာကိုလီဝဲလို့မဟုတ်ဘူးအဲအဲ့လေထိခိုက်တော့ရချက်လေတိတ်အဲထိခိုက်တော့ရခါမှာမီးကျွမ်းပြီးတော့ဟိုကျွမ်းကျမင်းမခွဲခြားတာကတော့အဲ့လေအလောင်းကတော့ကလေးငယ်တွေပေါ့ပဲအလောင်းကကိုတော့ရအဲ၈၀မိနစ်ညာ၈လောက်ရဒီနေ့မနေ့ကပင်ရတာတုံးအလောင်းတစ်ခုတန်တွေ့တယ် မင်းညပိုင်းပောက်ကွဲမှုဟာပြီးခဲ့တဲ့ဇွန်လ3ရက်နေ့မွန်လဲပိုင်းကလုံခင်းကျေးရွာအုပ်စုမော်စည်းစာစောင်းချိန်အနီးမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုနဲ့ပုံစံတူတယ်လို့လည်းသူကဆိုပါတယ်။စစ်ကောင်စီတပ်ပစ်လိုက်တဲ့လက်နက်ကြီးကြောင့်ပောက်ကွဲမှုဖြစ်သွားတဲ့နေရာမှာကြောက်စိမ်းတူပေါ်တဲ့လုပ်ငန်းရှင်တွေရဲ့ရန်နဲ့ပလဲတက်မြေဩဇာတွေတူလောင်ထားတဲ့နေရာမှာဖြစ်ခဲ့တာကြောင့်ပောက်ကွဲမှုပြင်းထန်ခဲ့တာပါ။ပောက်ကွဲမှုပြင်းရကပေ900ပတ်ချာလဲရှိလူနေအိမ်နဲ့အရာဝတ္ထုအလုံးကိုပျက်စီးစေခဲ့တယ်လို့လည်းသိရပါတယ်။ ဖာကန်မြို့နယ်ကိုပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကနေစပြီးကာမန်ဖာကန်လန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့ပြီးတဲ့နောက်ရပ်ပိုင်းတွင်မြို့ရင်းနဲ့ကြောင်မြက်လောက်ကတွေမှာစစ်ကြောင်းပတ်ထိုးနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ကြောက်တူးဖို့ရေးကုမ္ပဏီတချို့လုပ်ငန်းပိတ်သိမ်းပြီးထွက်ပြေးနေရသလိုစစ်ကောင်စီကဖာကန်မြို့ပြန်လည်စိုးမိုးနိုင်ဖို့ကြောက်လောက်ကတွေကိုအနိုင်ကျင့်တိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေကပြောနေကြပါတယ်။